င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စစ်ကောင်စီငားရမ်းထားတဲ့ lobby company တွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်ရေးမြမရေးဆောင်ရွက်နေတဲ့အစုအဖွဲ့64ခုကအမေရိကန်လွှတ်တော်ကိုအိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်သုတချမ်းသာပေးပို့ထားပါတယ်ခင်ဗျာစစ်ကောင်စီကဩဂတ်စ်လမှာအမေရိကန်ခြေစိုက် lobby company GCN group ကိုတနည်းဒေါ်လာ3သန်းပေးပြီးငားရမ်းထားတယ်လို့ PR company ဖြစ်တဲ့ Magion group ကိုလည်းဒေါ်လာ6သန်းပေးပြီး6လစာချုပ်ထားတာပါ စစ်ကောင်စီကမြေရှားတပ်တူမဲ့လုံးနဲ့အမေရိကန်အစိုးရကိုချဉ်ကပ်နိုင်မှုကြိုးစားနေတယ်လို့အမေရိကန်နဲ့တရုတ်နိုင်ငံအကြားဆက်ဆံရေးမကြီးနေတာကိုလည်းခွင့်ရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်စစ်ကောင်စီကလည်းဒါရီလော်ဘီကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်မှုနဲ့မြေပြင်ကမြန်မာပြည်သူတွေရဲ့တကယ်အခက်အခဲတွေကိုအမေရိကန်ဆိုရနဲ့လွှတ်တော်ကသိရှိဖို့မြန်မာရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေတိုင်းဒေသ community တွေနဲ့ဘာသာရေးအဖွဲ့အစည်း94ခုလို့ကအောက်တိုဘာ28ရက်နေ့မှာအဖွင့်ပေးစာကြေညာထုတ်ပြန်ခဲ့တာပါ ဒေတာစနော်ဒင်းဘောမှာနေ့နေ့မှာအိပ်ဖွင့်ပေးတာနဲ့ပတ်သက်ပြီးတင်းသာရှင်းလင်းပွဲတရက်ထပ်မံပြုလုပ်ခဲ့ပါတယ်စစ်တပ်ကိုသူတို့တွေရဲ့ sanction လောက်တာပေါ့အဲ့လိုမျိုးနည်းနည်းပို့ပြီးတော့ harsh ဖြစ်တဲ့ policy တွေကမအောင်မြင်နေဘူးအဲ့ဒါကြောင့်မလို့တရုတ်ဘက်ကသွားနေပြီဆိုပြီးတော့ဒီစစ်တပ်ကိုသွားပြီးတော့ engage သွားပြီးတော့ positive engagement တွေသွားလုပ်ဖို့ကြိုးစားမှာကိုကျွန်တော်တော့တော်တော်စိတ်ပူတယ်ဗျာဒီ effort တွေအားလုံးကကြတော့အဲ့ဒါကို counter လုပ်ဖို့တော့ပေါ့နော်ဒီလိုမျိုး American အစိုးရလည်းတွေးနေတဲ့အချိန်မှာလည်းစစ်တပ်ကလည်းအဲ့ဒါကိုနားလဲတော့သူတို့တွေက ဒီဘက်ချမ်းမှာ lobbyist တို့ PR firm တွေကိုခေါ်တာပြီးတော့လို့အဲ့ချိန်မှာကျွန်တော်တို့တွေရဲ့ဒီ US diaspora ရဲ့တာဝန်ရှိတာဒီစက်တပ်ကဒီဥစ္စာတွေပြောနေတဲ့ဥစ္စာတွေအားလုံးလိမ့်နေတာပေါ့သူတို့တွေဘာမှလည်းလုံနိုင်မှာမဟုတ် stability ပေးနိုင်မှာလည်းမဟုတ်ဘူး America တို့ဘာမှအကောင်ထွက်လာမှာလည်းမဟုတ်ဘူးဆိုတော့အဓိကအဲ့ဒီ messaging ကတော့အဲ့ NDA ရှိနေလို့ပေါ့နော် American government engage လုပ်မှာအဲ့ဒါကိုကျွန်တော်တို့တွေဆက်ပြီးတော့ engage လုပ်နေပါတယ်ဒီစားလည်းအစားပဲရှိသေးတာပါဗျာ အခုပေးပို့တဲ့အိတ်ဖွင့်ပေးတာကိုအမေရိကန်အစိုးရနဲ့လွှတ်တော်ကအရေးပါတဲ့တာဝန်ရှိသူတွေလက်ထက်ရောက်ပြီးဖန်နိုင်ဖို့တိဖို့အထိမြန်မာရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်။အစိုးရနဲ့လွှတ်တော်သားမကအမေရိကန်နိုင်ငံသားအခြေခံပြည်သူတွေပါမြန်မာရေးကိုတည်နာလဲအောင်အမေရိကန်ရောမြန်မာတွေကကြိုးစားအသိပေးနေကြတာပါ။ဒီဒေါ်လာရဲ့အဖွဲရရတာလည်းအမေရိကန်နိုင်ငံရဲ့ဒေတာတော်တော်များများကိုလွှမ်းမိုးထိန်ချုပ်ထားတာဖြစ်တဲ့အထူးသဖြင့်ပေါ့ Red Art ထွက်တဲ့ဒေတာတွေက စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်စစ်တပ်ရဲ့အထိန်းချုပ်ထားမှုအောက်မှာရှိရမဟုတ်ဘူးဆိုတဲ့အချက်တွေကိုလည်းကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်။ကာတလီကြတော့ကျွန်တော်တို့အားလုံးသိတဲ့အချက်တွေကအမေရိကန်နိုင်ငံအစိုးရနဲ့အမေရိကန်နိုင်ငံလက် လွတ်တော်မှာရှိတဲ့သူတွေတည်ပြီးသားလို့ကျမတို့တွေကတခါတလေမှမှားရမိယူဆက်သက်တယ်ပေါ့နော်သူတို့တွေမှာလည်းကိစ္စရက်တွေအရမ်းများတဲ့ခါကျတော့ကျမတို့တည်တယ်လို့မျိုးသူတို့အရာအားလုံးကိုအသေးစိတ်သိနေရတော့မဟုတ်ဘူးပေါ့လေဒါကြောင့်လေကျမတို့တွေကအာဒီသူတို့အနေနဲ့တည်တဲ့တည်ဆိုင်တဲ့အချက်လက်လေးတွေကိုအခုလိုမျိုးစာရေးသားပြီးတော့ပေးပို့တာဖြစ်ပါတယ်လို့ အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကစစ်ကောင်စီရဲ့အထူးရောင်ယူကောက်ပွဲမြေပြင်ကဆစ်ရသွုံးမှုတွေနဲ့တပ်ဖြတ်မှုတွေလော်ဘီကုမ္ပဏီငှားရမ်းတာတွေအပါအဝင်တင်းချက်လက်အတိပေးစာတွေကိုအမေရိကန်လွှတ်တော်နိုင်ငံကြီးဝန်ကြီးဌာနစီဆက်တိုက်ပေးပို့နေပါတယ်။ရန်သူကိုပြန်ပြန်ရတဲ့ကိစ္စတွေလည်းရှိပါတယ်။အဖြတ်လုတဲ့ဟာတွေပေါ့နော်။ Advocacy မှာလည်းအဖြတ်လုတဲ့လူတွေအဖြတ်လုတဲ့ဖွဲ့စည်းရေးဆိုတာရှိပါတယ်။အဲဒီဟာတွေကိုလည်းကျမတို့တွေကတစ်ဖက်ကနေပြီးတော့မှအလိမ်မှာပါနေဆိုတာနဲ့ပြန်လဲပြီးတော့တုံ့ပြန်ရတဲ့ကိစ္စတွေရှိရပေါ့နော်။အားလုံးဟောင်း ွန်နီဖြစ်ပြီးတော့ coordinate ဖြစ်ပြီးတော့လုံနိုင်ဖို့အတွက်ကျမတို့တော်လှန်ရေးအတွက်အများကြီးအရေးကြီးပါတယ်လို့ ပြီးခဲ့တဲ့လပိုင်းတွင်တင်မှာပြည်တွင်းပြည်ပမြန်မာရေးဆောင်ရွက်သူတွေစုပေါင်းပါဝင်တဲ့ Global Meeting တွင်အချိန်ချင်းခေါ်ယူခဲ့ပြီးပြည်သူ policy ခုနှစ်ချက်ချမှတ်ထားတာပါနိုင်ငံတကာတန်တမာတိုင်ဝမ်ရဲ့အစိုးရရဲ့ပုံမှန်ထောက်ခံအပြည့်မှုရရှိရေးစစ်ကောင်းဆောင်တွေကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတွေကိုတင်ပို့နိုင်ရေးအတူရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ရေးရှင်းတဲ့တဘာဝတန်ငွေနဲ့တင်ရသာသားလုပ်ငန်းတွေမှာစစ်တပ်ကိုဝင်ငွေရအောင်ကူညီပေးနေတဲ့ကုမ္ပဏီတွေကိုပြင်းပြင်းထန်ထန်ရေးယူနိုင်ဖို့ ဗန်မတ်ဂျီဦးကျော်မွချုံကုလမှာရာထူးတောင်းဆက်လက်ထိန်းသိမ်းထားနိုင်ရေးအမေရိကန်ဘူဘန်ကထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံပိုင်ငွေဒေါ်လာ3000ကိုနေဦးဒေါ်လာရေးအတွက်အသုံးပြုခွင့်ရဖို့အမေရိကန်ဆိုရရဲ့အထောက်ပံ့တွေဥပဒေဖြစ်ကနေအမြန်သက်ဝင်မီမြေပြင်ကိုရောက်ရှိစတဲ့ချက်တွေဖြစ်ပါတယ်ကျွန်တော်ဒုတာချမ်းပါပါ စစ်တပ်ရဲ့ကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီကမဲဆွယ်စီယုံရီလိုက်သူတွေကိုငွေကျပ်တသောင်းခွဲပေးမယ်လို့မလုံးပေးပြီးခေါ်သွားပေမဲ့အမှန်တကယ်မရရှိဘူးလို့မဲဆွယ်စီယုံရီလိုက်သူတွေကပြောပါတယ်အော်တိုဝါလာ31ရက်နေ့ကရန်ကုန်မြို့တာကီတာတစ်ဈေးကွေမှာကြန့်ခိုင်ရေးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေကမဲဆွယ်စီယုံရီပြုလုပ်ခဲ့တာဖြစ်ပြီးမဲဆွယ်စီယုံရီလိုက်ဖို့စိုက်ကားသမားနဲ့ဘေးရဲစိုက်ကဲမောင်းသူအယောက်40လောက်ကိုစံနဲ့ငွေကျပ်တသောင်းဝယ်ပေးမဲ့ဆိုကခေါ်ယူခဲ့တာလို့ဆိုပါတယ်။ မဲဆွယ်စီယုံရိုက်လိုက်ခဲ့ပေမဲ့အမှန်တကယ်ငွေကြေးနဲ့ထောက်ပံ့ပစ္စည်းများရှိတဲ့အတွက်တက်ဆိုင်ရာရက်ကွက်အချုပ်ရေးမှုယုံတွေမှာစိုက်ကားသမားနဲ့ဗေဒွဲမောင်းသူတွေကတွားရောက်တောင်းယူခဲ့ပေမဲ့မရရှိခဲ့ဘူးလို့ဗေဒွဲမောင်းသူကပြောပါတယ်။တခြားမြို့နယ်တွေမှာလည်းကြန့်ခိုင်ရေးပါတီဝင်တွေကမဲဆွယ်စီယုံရိုက်တွေမှာလိုက်ဖို့စိုက်ကားသမားနဲ့ဗေဒွဲသမားတွေကိုခေါ်ယူနေတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ကြန့်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွဲစည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့မြို့ကန်နေစီကနေသိရပါပါတယ်ခင်ဗျာတေလွန်သောသူတွေရဲ့ဝိညာဉ်တွေအတွက်ဆူတောင်းပေးတာတွေကိုနိုဝင်ဘာလနေ့ရက်နေ့ကကရင်တွေကတုတ်တန်တွေမှာပြုလုပ်ခဲ့တယ်လို့မြေပြင်ရဲဘော်တွေကပြောပါတယ်တေခဲ့တဲ့သူတွေကိုအောင်မေတ္တရရတဲ့အနေနဲ့ဆူတောင်းပွဲကိုကက်သလစ်ခရစ်ယာန်တွေရဲ့ထုံနှံအရာနှစ်တိုင်းလောက်တာဖြစ်ပြီးတင်းကြိုင်းမှာတန်ရှင်းလောက်တာနဲ့အုတ်ကူတွေပေါ်မှာမီးထွန်းတာတွေလုပ်ခဲ့တယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါတယ် ဆူတောင်းပွဲကိုမနက်ပိုင်းကနေစပြီးတင်းချိုင်းမှာအမိုက်တွေရှင်းလင်းတာဆူတောင်းမြတ်တာပို့တာတာအမေဒရိယာတချင်းတီဆိုတာအောက်ကူတွေပေါ်ဖျောင်းနိုင်ထွန်းပေးတာတွေပြုလုပ်ပြီးတည်ဆုံသွားခဲ့ရတဲ့မိသားစုဝင်အဖိုးအဖွားတွေနဲ့ရဲဘော်ရဲဘက်တွေအတွက်ဆူတောင်းပေးခဲ့တာလို့ဆိုပါတယ်။တေလွန်တော်သူတွေအတွက်တင်းချိုင်းမှာဆူတောင်းပေးမှုကိုခရီးရန်ကက်သလစ်ဘာသာဝင်တွေကနှစ်စဉ်နှစ်တိုင်းနီးစပ်ရာတုတ်တန်တွေမှာပြုလုပ်ပေးကြပြီး ညနေတဲ့အထိအတူရှိနေပေးသလိုမနက်ပိုင်းမှပြန်ကြသူတွေလည်းရှိကြတယ်လို့သိရပါပါတယ်ခင်ဗျာ Oridu မြန်မာကုမ္ပဏီ Pepsi အချို့ရေးဆက်ယုံတို့နဲ့အလို့သမားတို့အကြားအငင်းပွားမှုနဲ့ပတ်သက်လို့နှစ်နဲ့ချီတရားရင်ဆိုင်ခဲ့ရပြီးနှစ်ဖက်အသီးသီးပြည်လည်သွားတာကြောင့်အမှုတွေကိုပြန်ရုပ်သိမ်းလိုက်တယ်လို့အဲ့ဒီအလို့သမားတွေဘက်ကနေကူညီပေးခဲ့တဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် SDUM ကထုတ်ပြန်ပါတယ် Pepsi အချို့ရေးဆက်ယုံကဝန်ထမ်းဖြစ်တဲ့အကြီးတန်းအင်ဂျင်နီယာ ဦးတောင်းဟန်ကိုနင်းနာကျေးအပြစ်မပေးဘဲအလုပ်ထုတ်ခဲ့တာနဲ့ပတ်သက်လို့နှစ်နှစ်ကျော်တရားရင်ဆိုင်ခဲ့ပြီးနှစ်ဖက်ညီနိုင်သဘောတူညီချက်ရကအမှုကိုရုပ်သိမ်းလိုက်တာလို့ဆိုပါရယ်အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့အစင်းစင်းညီနိုင်ဖြန့်ဖြည့်ရေးဆောင်ရွက်ခဲ့တာမပြေလည်ခဲ့တဲ့အတွက်အလုပ်သမားက2023ဇွန်လမှာမော်ဘီခရိုင်တရားရုံးကနေတရားဆွဲဆိုခဲ့တာလို့ SGUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်အဲ့ဒီအမှုနဲ့ပတ်သက်လို့တရားရင်ဆိုင်ခဲ့ရတဲ့ကာလနှစ်နှစ်ကျော်နဲ့ရုံးချိန်ပေါင်း66ချိန်အထိကြာမြင့်ခဲ့တာ အော်တိုဘားလာ၂၁ရက်နေ့မှာတော့နှစ်ဖက်တရားရုံးပြင်ပညှိနှိုင်းသဘောတူညီချက်ရရှိပြီးအမှုပိတ်သိမ်းလိုက်တာလို့ STUM ကထုတ်ပြန်ထားပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ